ူမြရဲထမင်းစားနေတဲ့အချိန်မှာကောင်လေးကတော့အိမ်ဆောက်ဖို့ပြီးနေရတယ်။တစ်သားအိမ်လေးကိုခိုင်အောင်ဆောက်ပြီးနေ့တိုင်းအသားကင်းစားလိုက်။ရင်းနှီးချမ်းလေးထောက်ပြီးနေတယ်။အိမ်ရင်လည်းဒီမှာလေးအိပ်ပြီးဒန်းနာရီတဲရောက်နေသလိုပါပဲ။ပေးရက်တွေဆိုလည်းပင်လယ်ဘက်စီအလဲမသွားပဲ။ဒီတတော်ထဲမှာပဲအချိန်ကုန်ဆုံးလဲ။နင်းကြတဲ့တံကိုခန်းနိုင်ဖို့တစ်သားတွေကိုယ်တိုင်ခုတ်ဖို့တော်ရဲလာခဲ့တယ်။အားသုံးပြီးတစ်သားတွေတစ်ခုပြီးတစ်ခုခုတ်ချတယ်။တစ်သားတွေခုတ်ပြီးတော့အဆူလိုက်လေးပုံထိုင်ထူးခြားတဲ့မျိုးပင်လေးကိုရှာတွေ့လိုက်သေးတယ်။ ဒီမှာရာဒီဥဒုကတော့ပြုံးလဲတာအငဲမြဲတယ်။မနက်ကနေပူနေပြီးညနေရောက်တော့နှင်းနေကြလာပါတော့တယ်။နှင်းနေယူမာဆိုးလို့တဲလာတဲ့တတုံလေးနဲ့အိမ်ဆောက်ဖို့ပြင်ပါတော့တယ်။တတုံလေးနဲ့ဖြတ်ပြီးအင်္ဂလလေးဆောက်ပါတော့တယ်။စကားတခုမှမကြော်ပဲအဲ့ညံလေးကိုတဆင့်ချင်းဖြည်းဖြည်းချင်းဆောက်နေပါတော့တယ်။တတုံနဲ့ဖတ်အစွန်လေးတွေကိုလေထောင်းပုံစံလေးတွေဖြတ်လိုက်ပြီးထောင်းနာလေးတွေကိုထိုးထည့်လိုက်တယ်။တချိန်ထဲမှာပဲကျန်နေတဲ့ညာတွေကိုမချောင်ဟောင်းတသားတုံးလေးတွေထပ်ထိုးတဲ့ပြီးတူနဲ့ထုတယ်။ညံလေးဘတ်ဆောက်ပြီးဆိုအလင်းရောင်ကောင်းကောင်းရဖို့အတွက် ကောင်လေးကတသားတုံးပြီးစီးပြီးတော့ပရင်းပေါက်အပေါက်လေးကိုခြံထားခဲ့တယ်။တခြားလည်းမမနာပဲတသားတွေထပ်လို့တော့တဲသွားပြီးထပ်ခုတ်တယ်။ပို့ပြီးတော့ခိုင်ခန်းအောင်ကောင်လေးကလေတောင်ကွက်ပုံစံထပ်ခုတ်လိုက်တယ်။ပြီးတော့အပေါက်ကနေတစ်လုံးပြီးတစ်လုံးတင်လိုက်တယ်။အမိုးတင်ပြီးတော့တော့တော်တဲသွားရင်ပို့ကြီးတဲ့တစ်လုံးတွေ့လာမှုအုပ်နေတဲ့အနေတွေကိုဖယ်ပြီးတစ်လုံးလိုက်ကြီးမခုတ်ပဲအပေါက်ကနေတစ်ပြားလေးတွေကိုပဲခွာယူလိုက်တယ်။ဒီတစ်ပြားလေးတွေလာအမိုးလို့ဖို့အတဆိုအယမ်းသုံးခွင့်တယ်။တော်ထဲမှာနင်းတွေကလည်းတဖြည်းဖြည်းများလာလာမှု ကောင်လေးရင်ကြီးအဆိုလေးတွေအများယူပြီးတစ်လုံးတွေမှာကပ်လိုက်တယ်။အိမ်လေးကတော့ဗလာဆောက်ပြီးနေပါပြီ။ကောင်လေးကတော့တဲ့အဖြစ်သွားပြီးတစ်လုံးတွေစခုတ်ပြီးထဲလာကလိုချင်တဲ့ပုံစံခုတ်တယ်။ညာဘက်အိမ်ငင်တစ်လုံးပေါ်အိပ်လို့ရအောင်တစ်လုံးကွက်တင်လေးလုပ်ပြီးနွေးအောင်အရွက်လေးတွေခင်းလိုက်တယ်။ညာဘက်အိမ်ငင်ဖင်လေးကတော့နွေးနေပါပါ။ဒါပေမဲ့အရာမနွေရာမှုကောင်လေးတော်တဲ့ထတ်သွားပြီးမိကြီးထတ်တူးပြီးမိဖို့ဆောက်ဖို့လုပ်တယ်။ပုံနေတဲ့တက်သားလေးတွေနဲ့အစားသပွဲကိုအသေးလေးပါဆောက်လိုက်တဲ့။ဒါကတော့တဘာဝထမင်းစားသပွဲကိုနေပါ။အီးရန်ကိုမခံနိုင်တော့ကောင်လေး ထင်းကခုပါတော့တယ်။ပြီးတော့လေမဝင်းအောင်ပဒင်းပေါက်နဲ့တကားပေါက်ကိုလည်းကထားသေးတယ်။နောက်ဆုံးမှတော့ခုတ်ထားတဲ့ထင်းတွေနဲ့ຫນွေတွေအောင်နှီးဖို့ပါတော့တယ်။ဒီအီးနေတဲ့တက်တော်တွေမှာအပူချိန်ကတော့အနုတွေကလေးမှပါ။ကောက်လေးကအမဲသားအကင်းချောင်းမမှုအရာသားမုတ်လေးတွေဖြူပြီးရင်းတွေခွတ်တယ်လေ။လက်ဖက်ကြောက်ထဲကကိုပါသားမီးမျိုးစုနဲ့ຫນွေတွေအောင်နှီးနေပါတယ်။တစ်ဖက်မှာအကန်းစားလိုက်ရင်းတွေတောက်လိုက်တဲ့ဘဝကြီးကလုံးဝအေးအေးချမ်းချမ်းပါ။မနက်မိုးလေတော့တလုံးမိတ်လေးကနေထွက်ပြီးအိမ်မက်ဖြစ်တဲ့နောက်ထပ်နေရာကိုခီးဆက်ဖို့ထွက်ခွာပါတော့တယ် ကားသမားတွေကကားထဲမှာဘာလို့အာလူထည့်ထားရတာကြိုက်ကြတာလဲဒီအာလူကတော့ပုံမှန်မဟုတ်ပါဘူး ကားထဲမှာအာလူထည့်ထားမယ်ဆိုပြဿနာတော်တော်များများရောကြစေနိုင်ပါတယ်။ဥပမာမိုးရွာတဲ့ရက်မှာဆိုကားပတင်းပေါက်နဲ့မှန်တွေအားလုံးကရေစင်ပြီးဘာမှတေချာမမြင်ရတော့ပါဘူး။ဒီလိုဆိုအာလူကိုလှီးပြီးမှန်တွေကိုတိုက်ပေးလိုက်မယ်ဆိုရေဘလောက်ဖြန်ဖြန်ကားမှန်ပေါ်မှာရေမစင်တော့ပါဘူး။မိုးပူပြင်းတဲ့ဆိုရလက်ကလည်းပူတိတာပါတယ်။မိုးရေထဲမှာကားမောင်းတာကြာသွားရင်ရေဘလောက်တုတ်တုတ်မှန်ကဝါးနေတော့ပါပဲ။ဒီလိုဆိုအာလူ ဦးကအသုံးဝင်ပါပြီ။လှီးထားတဲ့အာလူးကိုမှန်နေပုံတုတ်ပေးလိုက်ပြီးရေစိတ်ချပေးလိုက်မယ်ဆို အချိန်ခဏလေးအတွင်းကားမန့်နေပြောင်းလက်သွားပါတော့တယ်။နောက်တစ်ခုကတော့ကားမန့်မောင်နေအချိန်ကြာဝတာနဲ့မဲပြီးတန်ကြီးတက်လာပါတော့တယ်။ဒီလိုဆို ကားဆရာရဲ့အကောင်းဆုံးနည်းလမ်းကတော့အာလူးနဲ့ပုတ်ပြီးရေစိတ်ချလိုက်တာပါပဲ။ဒီလိုဆိုဘောင်နေအကောင်းလုံးအသက်လိုပြောင်းလက်သွားပါတော့တယ်။လူကြီးမဲမို့လဲအာလူးရဲ့အသုံးဝင်ပုံကိုအထင်မသေးကြနဲ့နော်။ ကားသမားတွေအကုန်လုံးကားထဲမှာအာလူးတစ်လုံးကိုအမြဲဆောင်ထားကြနော်